အလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာတင့်နဲ့ရေးသားတဲ့ခါဆိုတဲ့ဝိထုရဲ့အပိုင်း30ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးမဲနားဆင်ပေးကြပါအောင်ခင်ဗျာ ဂျာအပိုင်း30ကျွန်တော်စကားကိုကြားလိုက်ရသည်နှင့်တပြိုင်တည်းမမထားသည်စိတ်ပတိကို ကြည်နေရမှစက္ကနေခေါင်းမော့ကကျွန်တော်၏မျက်နာကိုစူးစူးဝါးဝါကြည့်လိုက်ပေသည်မမထား၏မျက်ဝန်းများသည် စခင်ကထက်ပုံမို့၍ပြုကျဲလာသည်ဟုထင်ရပါ၏ကြည်ထားရာကသူစကားကိုအပြောတွင် ပြေလဲသည်အောင်ဖြစ်သွားခဲ့ကြသော မျက်ခုံးကလေးများသည်ပင် ယခင်အချိန်ကထက်ပုံမမြင့်တဲ့ယုံစုသွားကြပေသည်သူအကြည့်မှာအံ့ဩသောကြည်ပုံမျိုးလည်းမဟုတ် ထိတ်လန့်သွားသောအမှုအရာပါဝင်ဆွတ်ဖက်နေသည့်အကြည့်မျိုးလည်းမဆိုသာတစုံတရာကိုကျွန်တော်ဤမျက်နာတွင်ဒေပြေးရှင်ပြေးအပြေးလွားတရောတော်ပါရှာဖွေ၍နေသောအကြည့်မျိုးသားလျင်ဖြစ်သည်ဟုကျွန်တော်ဆိုခြင်းပေသည်တည်င်္ဂများကျွန်တော်ဤမျက်နာကို စူစူဝါဝါကြည်နေပြီးသည့်နောက်မှမမထား၏ပါပါလှစ်သောနေထွေးသည့်နှကန်းလွာတို့သည်ခဏကြာတုံရင်နေကြပြီးမှပွင့်လာကြပြီးဟေးမောင်လေးခဏရဝရီကိုရောက်တယ်ဘယ်တော့ ਆ လဲရောက်ခဲ့တာဘလောက်ကြာပြီလဲဟူသောစကလုံးများသည်အမတ်မထင်လွွေ၍ကြာလာသလိုပေါ်ထွက်လာကြပါ၏သူစကားတန်တွင်လှမ်းရိတ်ကလေးများမတိမတာပါဝင်၍ လိုင်ငင်တရောင်ဖြစ်နေပေသည်ကျွန်တော်ဂန္ဓရဝတီကပြန်ရောက်တာအခုဆိုရင်ရက်20လောက်ပဲ ရှိလေအောင်မယ်အရင်လ15ရက်နေ့ကကျွန်တော်ဂန္ဓရဝတီကိုရောက်ခဲ့တယ်အဲ့ဒီမှာတညာနဲ့အိပ်ပြီးနောက်တနေ့မှာမြိုင်းသားကိုတောက်လျှောက်ပြန်ခဲ့တာပဲကျွန်တော်ဤစကားကို ကြားလိုက်ရသောအခါ၌မမထားဤကျဲဝန်းနေသောမျက်လုံးများတွင်ဇုံတစ်ခုကို အမတ်ရသောအရေးအယောင်များသည် ဝင်းကနေပြောင်းလဲစွာပေါ်လာကြပေသည်တို့ဝင်းကနေသူ့မျက်နှာများပြောင်းလဲသွားရင်ပင်မမထားကဟင်အရင်လ15ရက်နေ့မှာမောင်လေးရခဏယဝရီကိုရောက်တယ်ဆိုတော့မမထားခဏယဝရီကနေပြီးတောင်ကြီးကိုထွက်သွားပြီးတဲ့နောက်တနေ့ပေါ့ကြည့်စမ်းတိလွဲလေးလွဲရတယ်ဟုတ်မဟုတ်နိုင်ပါမလားမောင်လေးဝနရဲ့ ဟူမယုံနိုင်မကြည်နိုင်မင်းနေပြန်၏ဟုတ်ပါတကောခမကျွန်တော်ကဂဏရဝတီကိုရောက်တာ15ရက်နေ့ပြန်လာတာ16ရက်နေ့ဤတွင်မမထားဤမျက်နာတွင်အချိန်နှမျိုးတို့ကိုချက်ချင်းလိုပင်ကူပြောင်း၍တော်ကြ၏ဒဇုံတစ်ခုကိုတတိယသောမျက်နှာရိပ်မှသည်ဒဇုံတစ်ခုကို ကျွန်တော်မျက်နာ၌ရှာဖွေးနေသောမျက်နာကဲ့သို့ပြောင်းလဲသွားပုံမှာ ရုပ်ရှင်ကရိုက်ကွင်းတစ်ခုမှတစ်ခုသို့မိလိုက်တင်လိုက်နှင့်ကူပြောင်းသွားပြီးသည့်အလားပင်ဖြစ်တော်သည်လူကြားဒီမှာကမမထား၏နောက်ဆုံးမျက်နှာထားတွင်ကြောက်ရွံ့အားငယ်သောအသွင်များမတိမတာလွှမ်းမိုးထင်ဟက်လာခြင်းပင်ဖြစ်ကေနာယဝရီကိုရောက်ရတားနေများမမထားကိုရောက်စတဲ့ဟာဘာပြုလို့မပြောတာလဲမမထားဒီမင်္ဂလာကိုရောက်တာ24နာရီကျော်ခဲ့ပြီ။ ဒါနဲ့တော့မှမောင်လေးတိအချောင်းကိုမပြောဘူး။အဲ့ဒါဘာဖြစ်လို့လဲ။မင်းညရေကမမထားကိုပြောဖို့တင့်နေမောင်လေး။သူစကားကိုခိတနာ၍ထားလိုက်ပြီးနောက်မမထားသည်မျက်လွာကိုချကာငိုင်းတွေတွေကလေးဖြစ်၍နေပြန်၏။ပြီးမှကျွန်တော်ရင်အောင်စီအထိမျက်လွာကိုပင့်၍ငေးနေပြန်ပြီးလျှင်သူကိုယ်သူ ပြောသည့်အလားပါလျောက်သောလေတံတစ်မျိုးဖြင့် ခန္ဓာရဝရီကိုရောက်တော့ မောင်လေးဟာဝိလာတာကိုသွားပေးလိုက်မယ်။ရှန်ဖိုးကြီးကတကားဖွင့်ပေးလိုက်တော့မောင်လေးအိမ်ထဲကိုဝင်ပြီး ကြည့်ခဲ့ပေးလိုက်မယ်။ရှန်ဖိုးကြီးဟာမောင်လေးရဲ့မျက်နှာကိုမြင်လိုက်ရတယ်ဆိုရင်ပဲသူ့ရဲ့စိတ်ထဲမှာကိုကြီးတီဟာမမထား၏စကားသည်ဝကြမပြတ်ဘဲနှုတ်ဆက်သွား၏။အိမ်ကန်းကြီးတစ်ခုလုံးငြိမ်သက်နေသည်မှာကိုအသက်ရှူဒန်ကိုပင် ကိုပြန်၍ကြားရလောက်ပေသည် ထိုခဏ၌မမထား၏မျက်နှာသည်ကြည်လင်သောကောင်းကင်ပြင်တွင် ရွှင်ရွှင်ကြီးထွန်းလင်းနေသော နေမင်းကိုတိမ်ညိုတိမ်တိုက်က ဖုံးလိုက်သလိုညို့အောင်၍သွား၏နေအောင်လင်းသည်ဖြင့်တာယာနေသောရှုကင်းသည်နေကို တိမ်လွာဖုံး၌အုံမိုင်း၍သွားရသလိုပဝန်းကျင်တစ်ခုလုံးသည်လည်းညို့ချုံ၍သွားသည်ဟု ကျွန်တော်ထင်လိုက်မိ၏မမထားသည်မတမရသောသူမျက်နှာကို ကျွန်တော်စီမလွှဲဖယ်ကား တဏီယာတို့ခက်ဆိုင်ဆိုင်ပင်ကြိလိုက်ပေသည်အချောင်းစုံကိုပြော့ပြစမ်းမအောင်မောင်လေးဝနရေသူစကားဆုံးတွင်မမထားသည် ရှင်အောင်ကလေးမောက်၍လာအောင်တပြင်းကလေးတစ်ချက်ရှိုက်လိုက်၏ထို့နောက်ပင်တမကိုပြန်၍ချလိုက်ပြန်သည် သူတပြင်းရှိုက်တမ်းမှာသူစိတ်ကိုယ်သူ တင်းလိုက်ခြင်းဖြစ်ဟန်ရှိ၍တမကိုချလိုက်သည်မှာကကျွန်တော်ထံမှနေသည့်စကားပင်လာစေကားမူ တကယ်အချိန်လေးဖြစ်ပျက်ကိုမျက်စိမှဲ့၍ဒုံးပေကလက်ခံတော်မူဟူသော အမှုရာပေလာဟုကျွန်တော်တွေးလိုက်မိကျွန်တော်ဤလက်များသည်အင်ကြီးအိမ်နှစ်ဖက်အတွင်းသို့အလိုလျောက်ရောက်ရှိသွားကြပေသည်လက်ချောင်းများသည်အိတ်ထဲ၌ဆောင်း၍ထားသောအကိုတရား၏စာနှဆောင်တို့ကိုတွား၍ဆမ်းမိကြပေသည် စာရီများကိုလက်ဖျားထိတ်များနှင့်တွေ့ထိမိသောခဏ၌ ကျွန်တော်ဤခြင်းတွင် ပြည့်တည့်၍လာ၏တင်းကျပ်၍လာ၏ပုံမော်၍အားရှိလာသလိုကြီးလည်းဖြစ်ရ၏ပုံမော်၍ခက်ထန်လာသလိုလည်းခံစားလိုက်ရပေသည်ဒီလိုမှမထားအကိုတိယစီကစာရီမမှန်ရနေရကတော်တော်ကလေးကြားသွားပြီးတော့ကသူ့စာရီဟာတဖြည်းဖြည်းအဆက်ဝေးပြီးနောက်ဆုံးကြတော့တော်တော်ကြီးကြောင်အဆက်ပြတ်သွားကြတယ်ဒီတော့က ကျွန်တော်လည်းအကိုတိဟအတွက်စိတ်ထဲမှာထိုးထိုးထင်းထင်းဖြစ်လာရတယ်။ဒီလိုနေတော့မှ အကိုတိဟဆီကစာတစောင်ရောက်လာတယ်။အဲ့ဒီစာကတော့ခက်တူတူပါပဲ။ဒါပေမဲ့လက်ရေးလည်းမူမမှန်ဘူး။စာမှာပါတဲ့အတိတ်တွေကလည်းတမျိုးတမျိုးဖြစ်နေတော့အဲ့ဒါနဲ့ကျွန်တော်ဦးကြီးခန့်မွန်နဲ့သွားပြီးတိုင်ပင်ရတယ်။ဦးကြီးခန့်မွန်ကကျွန်တော်ဂန္ဓာယဝတီကိုအမြန်လိုက်သွားတဲ့နဲ့ဆိုတာနဲ့ ကျွန်တော်မိယာယထာနဲ့လိုက်ရတော့တာပဲမိယထာထွက်ခါနီးဇက်ဇက်ကလေးမှာအကိုတိဟရဲ့နောက်ဆုံးစာကိုကျွန်တော်ရပြန်တယ်စာကြောင်း၃လေးကျောင်းပဲပါပါတယ်အဲအဲ့ဒီစာတွေကျွန်တော်စီမှာခုရှိတယ်ဖတ်မလားကိုတန်ကိုကိုမနေကြီးထင်း၍မူမှန်ဖြစ်အောင်စ조사၍ပြောနေရသည်ကျွန်တော်ဤနှလုံးသွေးမှာကတဖြည်းဖြည်းနဲ့ဇကင်ကထက်ပုံမော်၍ပြင်းထန်စွာ ခုံ၍ဆောင်နေပေသည်နေတင်စီ၌ပူတလိုလိုကြီးပင်ဖြစ်လာ၏ပြီးတော့မှဖတ်တာပေါ်မောင်လေးရေပြောမအောင်ဆက်ပြီးတော့ပြောစမ်းမအောင်မမထားသည် တနေရာကိုငေးကြည့်နေရမှကျွန်တော်အားလျက်ပြက်သလိုလက်ခနဲလင်းသောညလုံးအစုံတို့ဖြင့်တစ်ချက်ကြည့်ကပြောလိုက်သည် သူ၏ဝင်းလက်သောညလုံး၏ဒဏ်ကိုကျွန်တော်၏ညလုံးများကမခံမရနိုင်သလိုဖြစ်၍လာသဖြင့် ျွန်တော်အကြည့်ကိုမမထားဤမျက်နာမှာသူဤပြေဝလုံးသွဲသောလက်ချောင်းများစီတို့ရွှေ့ပြလိုက်ရ၏မမထားဤမျက်နာကိုတိုက်ရိုက်မကြည့်ဘဲနေမှသာလျင်ကျွန်တော်ဤပါဇက်မှစကလုံးများပို၍ရှော့ရှော့ရှူရှူထွက်နိုင်သောအဖြစ်ဆန်းတစ်မျိုးကိုကျွန်တော်လက်ငင်းကြုံ၍နေရပေသည်ကျွန်တော်ခန္ဓာရဝတီကိုရောက်တော့ကမိတ်ဆွေတို့အိမ်မှာတဲတယ်သူကားနဲ့လိုက်ပို့လို့ ဝိလာတာကိုကျွန်တော်ရောက်သွားတယ်။အဲ့ဒီမှာတွေ့ရတဲ့ရှမ်းဖိုးကြီးကပြောတော့မှအကိုတီဟဆုံးပြီလို့မမထားလဲဝိလာတာက ထွက်သွားတဲ့အကြောင်းကိုကျွန်တော်သိရတော့တယ်။ကျွန်တော်လေးအကိုတီဟဆုံးရတဲ့အခန်းကိုတောင် ကြည့်ခဲ့ပါသေးတယ်။ဝိလာတာကကျွန်တော်ပြန်ပြီးတော့ထွက်လာကနေမှ ရှမ်းဖိုးကြီးရဲ့မိန်းမကကျွန်တော်ကိုအကိုတီဟရဲ့လက်ကင်တုပ်ကိုပေးလိုက်တယ်။ ီပစ္စည်းတစ်ခုပဲမမထားမိပြီးကြံရည်တယ်မဟုတ်လားကျွန်တော်ကမမထားကိုသွေးတိုးစမ်းသည့်စကားတွင် အပြောဖြတ်ချလိုက်ပြီးနောက်ဝင်းဝါ၍သွေးနှုတ်သော သူ၏လက်ချောင်းများကိုပင်ဆက်လက်၍ငေးဆိုင်ကြည့်နေမိမမထားသည်သူ၏လက်ရလက်ချောင်းကလေးများနှင့်သူ့ဘဲလက်တကြွယ်တွင်ဝတ်ဆင်ထားသောမျက်လက်စွန်းနှစ်ကွင်းကိုဂိုင်းတွဲပုတ်သက်လျက်လက်စစ်ရင်းကို ပုတ်တိုင်လှည့်၍နေပေသည်ဤများလက်စော့ကလေးများသည် အကိုတီဟာကပေးသောချစ်သက်လက်ဆောင်များပင်ဖြစ်ရပေမည်ဟုကျွန်တော်အတန်ဤပါတည်၍လာရ၏ကျွန်တော်ကစကားဖြတ်ပြလိုက်ခြင်းမှာ မမထားဟာအကိုတီဟာရဲ့ပစ္စည်းမှန်သမျှကိုယူသွားတယ်မဟုတ်လားဟုသော ကျွန်တော်ဤသေးဆန်းစကားကို မမထားကဘယ်ပုံစိတ်တွင်ခံစားထင်ဟ၍ဘယ်ပုံစင်ကြေကံလီမြည်နည်းဟု တီလိုသောဖြင့်အကဲခတ်ဖို့အချိန်ရနိုင်ရန်စောင့်မျှော်ကဖြတ်ပစ်လိုက်ခြင်းဖြစ်၏သို့သောမမထားသည် အရေးကြီးသည့်စကားပြန်ကိုကမပေးငင်းမြဲငင်းနေရာကပြီးတော့ကိုမောင်လေးဟူသာကျွန်တော်ကိုခွန်ခြင်းမေးလိုက်ပေသည်ဒါနဲ့ရှမ်ဖိုးကြီးကဥပုံညာရဲ့အိမ်ကိုလမ်းညွှန်လိုက်တယ်လေကျွန်တော်ဥပုံညာအိမ်ကိုဆက်ပြီးတော့လိုက်သွားတယ် ဥပုံညာနဲ့တွေ့တော့ကသူကအကိုတီဟရဲ့ယောဂာနဲ့ဆုံးရပုံတွေကိုအသေးစိတ်ပြောပြတယ်။ကျွန်တော်ကမမထာဘယ်မှာရှိတယ်လဲလို့စုံစမ်းတဲ့အခါကျတော့သူလည်းမသိဘူးလို့သာပြောလိုက်တော့တာပါပဲ။ခန္ဓာရဝရီမှာ ကျွန်တော်ကြုံခဲ့သမျှတော့အဲ့ဒါပဲမမထာ။နောက်တစ်နေ့ကျတော့ကျွန်တော်လည်းနိုင်သာကို ပြန်ပြီးခီးထွက်ခဲ့တယ်။ကျွန်တော်ဤစကားကိုဤတွင်ဤကုန်းတက်လိုက်ပြီးနောက်မမထာထံမှာ ုံပြန်လာမည့်စကားများကို ကျွန်တော်စောင့်မိပြန်သည်မျက်လုံးများမှမူကားမမထား၏ပြေဝ၍အပြားတွေ့ရှုသွားသော လက်ချောင်းများကိုသာစိုက်၍ကြည်မြန်ကြည်နေမိသည်မမထား၏လက်ရလက်ချောင်းကလေးများသည်လက်စွပ်ကလေးများကိုပုတ်တိုင်မလဲတော့ဘဲရက်ဆိုင်သွားသည့်ခဏ၌မမထားကကိုဤတီဟာရဲ့စာရီကိုမမထားဖက်ကြည့်ပြရစီလားမောင်လေးရဲ့ ဟုပြောလိုက်ပေသည်ကျွန်တော်လည်းအိတ်ထဲတွင် အသင့်ရှိနေသော အကိုတီဟာ၏နောက်ဆုံးစာနှဆောင်တို့ကို ထုတ်ယူကာမမထားကို ပေးလိုက်၏ကျွန်တော်မျိုးလုံးများကိုမမထား၏မျက်နှာမှအခြားဖြစ်သောနေရာတွင်သာစူးစိုက်၍ထားမိပေသည် စာရွက်များ၏ရှဲရှဲမြည်တမ်းကို နားဝတွင် ကြားရသောကြောင့်မမထားသည် စာအများကိုဖွင့်ကာအကိုတီဟာ၏စာများကိုဖတ်နေလေပြီဟုကျွန်တော်သိရ၏ မမထားပထမစာကိုဖွင့်စဉ်နဲ့ဒုတိယစာကိုဖွင့်သောခိုက်တန့်ကလေးများ၌စာရွက်များအခောက်ဖြေတန်းကိုကြားရလျက်ကြံချိန်ပိုင်းများတွင်ကအခန်းကြီးတစ်ခုလုံးတိတ်ဆိတ်လျက်ရှိနေသည်မှာကိုအသက်ရှူတန်းကိုပင် ကိုပြန်လည်၍ကြားရတော့မတက်ဖြစ်နေပေသည်အမှန်အဖြစ်မမထားစာများကိုဖတ်နေသည့်အချိန်မှာ3-4မိနစ်မျှသာ ဖြစ်ကောင်းဖြစ်ပေမည်ကျွန်တော်ဘလောင်စူးစပြုတ်နေသောစိတ်တွင်ကား မမထားသည့်စာများကို လုံးစိတ်ပတ်စိတ်ဖတ်ကကျွန်တော်အလွန်နှီးပါရနေသလောက်ဖြစ်အောင်ပင် အချိန်ယူကာအထက်ထက်စလုံးများကိုဖတ်၍မှတ်နေသလားဟု ထင်မှစရာဖြစ်နေ၏အတော်ကြီးကြာမှမမထားကဒီနှစ်ဆောင်နဲ့လားမောင်လေးဟုမေးလိုက်၏မေးလိုက်တော့မမထား၏အတန်မှာ သူ၏တာမညပြောနေကြအတန်နဲ့လုံးဝမတူပေနှဆိုင်စွာ လှုပ်ရှားတုံရင်နေသောအတန်တမျိုးဟုသာဆိုရပေမည်။နှုတ်ဖျားမှလာသောအတန်မျိုးလည်းမဟုတ်။လေကြောင်းထဲမှလာသောအတန်လည်းမမည်။ရှင်အောင်စီမှလာသည်ဟုလည်းမဆိုသာ။ဟုတ်ပါရဲ့ဒီနှဆောင်ထဲပါပဲ။ပြန်၍ပြောလိုက်ရသောကျွန်တော်၏အတန်ဒီပင်မူမမှန်ကျင်သောမူမှန်နိုင်စရာလည်းမရှိပေ။ဤစာနှဆောင်တို့သည် မမထား၏အပေါ်၌ ကျွန်တော်ဇနမကင်းဟူသောဆွဆွဲချက်ကျွန်တော်ဤစိတ်ထဲတွင်ဂိမ်းဝတ်နေကြောင်းကိုပေါ်ပြလိုက်သော စာများဖြစ်နေကြလေသည်အကိုတရားထံမှနောက်စာနှဆောင်တို့ကို သူအားဖတ်စေခြင်းသည်မူရင်းအတိတ်ပဲအဖြစ်ဆိုလျင်အကိုတရားတရားတာခမရရဲ့ဆန်းတဲ့ကြောင့်ပဲမဟုတ်လားဒါကိုကြုတ်သိတယ်ဟူသောအနက်ကိုသာဆောင်းသည်အခြားသောပေါ်ပြချက် လုံးဝမရှိဘူး မမထားသည် စာများကိုအတန်ကြာအလွတ်ချက်တလို့ဆိတ်ဆိတ်ဆက်ဆက်ကြီးလေးလာနေပြီးခါမှကျွန်တော်အားပြန်ပေးလိုက်၏ဒုက္ခနာတွင်ကျွန်တော်နှင့်မမထားတို့မျိုးလုံးချင်းဆန်ကြရပေပြီ လာမဲ့ပေပြေးတွေ့သလိုကျွန်တော်တွင် မပြောလျင်မပြီးသောစကားတို့ကို ပြောမှပင်ပြီးပြီဖြစ်သောကြောင့်မမထား၏မျက်နာကိုတက်တက်ဆူးဆူးပင်ကြည့်လိုက်ရ၏မမထား၏မျက်နာမှာကား နာကျင်ခြင်းဝေဒနာတစ်မျိုးကိုစွတ်ကြိတ်မဲ့၍ခံကားအိန္ဒြေမပြတ်အောင် အပြင်းအထန်စူးစား၍နေရသောညနေသားမျိုးဖြစ်နေ၏မျက်မှောင်ကလေးချီတရောင်ရောင်တွင်မျက်လုံးတောင်ကလေးများတွန့်ကားအောင်မျက်ခမ်းကလေးများတဆက်ဆက်တုန်နေ၏နိမ့်မြန်း၍ပြည့်မို့သောနှခမ်းနှလွာတို့သည်မြင်းဒီပါပါကလေးလိုစေစက်၍နေကြတော်လဲညနှံမောင်လေးကိုင်းအတွင်သည်ပေါ်မြဲပေါ်လွင်၍နေသေးသည် လောရာတွင်နှကန်းတောင်ကလေးများပုံမိုချွန်များ၍ခြိုင်ခွက်နေသည်ဟုထင်ရ၏ကျွန်တော်မျက်နာမှာကအဘယ်သို့နေမည်ဟုမသိ။ကဲခမည်းဘာပြောကျင်သေးတယ်လဲ။ဟူသောမျက်နာမျိုးပေလား။ညင်ချင်တာရှိရင်ညင်အောင်လေ။အကိုတီဟတေးရတာဟာ ခမည်းကြောင့်လို့ကြုတ်ဆိုကျင်နေ။ဟူသည် အတိတ်ဘယ်ကိုဆောင်းလေသလား။ခမည်းတော်တော်ရက်ဆက်တယ်မိမဗျာ။ ခမရတနီနီနဲ့သာကျုပ်ကိုကိုမနှိမ့်ဆက်ရင် သူဒီလိုစာတွေကိုရေးပါမလားပြောစမ်းပါဦးဟူသောမိကုံးကိုတရုတ်ဖော်မိလျက်သာဖြစ်နေလေသလားကျွန်တော်မပြောရဲပေမမထား၏ညို့ရီသောမျက်လုံးကြီးများသည် မိုင်းဝေ၍လာကြသည်ဘီလီယံသူ၏ကနာမငိမ့်သောနှကမ်းများမှနေ၍မမထားအမောင်းလေးသိပ်ပြီးတော့မုံမိပြီလိမ့်မယ်ဟူသောစကားများသည် လေးတွေ့စွာထွက်ပေါ်၍လာ၏တူနှင့်တူအကြောင်းသိရပေပြီရုပ်ဆော့အဆုံးကျွန်တော်ဤရှင်တဲ၌ဘာတွေရှိနေသည်ကို မမထားနားလေသွားရပြီဖြစ်၏ထို့ကြောင့်ကျွန်တော်အဖို့တွင်တကိုယ်တည်းမကြီးမုတ်ဆိုးမှဖြစ်သည်ဖြင့်တသက်ညာညာစေတနာကိုထား၍မမုန်းပါဘူးဟုညင်းစရာလည်းမရှိတော့ညင်းမာကမူသားသာလျင်အဖက်တင်ပေတော်မူ ကြံကြံဖန်ဖန်ပြားဟု ဆိုရမည်မှလည်းမမှန်သောကြွားကြသည့်မလုံမလဲဖုံးဖိစကားသာဖြစ်ချိန်မည်မမထားနှင့်ကျွန်တော်တို့ထိုခဏတွင် ရှမ်းနှင့်စင်လေပြင်းတွေ့ပါတိနာတိဖြစ်ကြရပေပြီမမထား၏စကလုံးများသည်ရှင်အောင်တဲမှလာသည်မဟုတ်ပဲအသေးနှလုံး၏အညာမှထွက်ပေါ်လာသည်ကိုကျွန်တော်ကောင်းစွာရိပ်မိလာ၏ဤကဲ့သို့ကျွန်တော်၏သဘောထားကို မမထားရှင်းရှင်းကြီးနားလည်၍တွားရခြင်းသည်ကျွန်တော်နှင့်မမထားတို့၏အကြား၌စိုက်ထောင်၍ထားရသောဟန်ဆောင်မှုနိုင်ရန်ကြီးပြိုလဲသွားသလိုနှုတ်ဦး၏အကြားဝယ်ကာယံ၍ထားရသောတင်းထိန်ကြီးကိုဆွဲဖယ်၍ပြစ်လိုက်တကဲ့သို့ဖြစ်၍သွားတော်၏ကျွန်တော်၏ရှင်ထဲ၌လိုက်ဆူ၍တက်လာသည်ဒေါသလည်းတစုံတစပါ၏ကျွန်းစိမ့်တစ်မျိုးလည်းတဝက်တစ်ပြက်ပါသည်ဟုဆိုရပေမည် ော်လော်ဆယ်၌တွေ့ကြံမိသည်မဥပမာကို ပြရလျင် ကျွန်တော်၏စိတ်မှာမမထား၏မြင်ကွင်းဝယ်အတွင်ကံဘောင်းမီတိုကလေးဝက်ခါမတ်တက်ရရွေနေရသလိုဖြစ်နေ၏သူသိစေခြင်းသောအတိတ်ဘယ်ကိုအတိပေးလိုက်ပြီးကမှလက်ဦးက ဖုံးဝဲမိခဲ့သောအချိန်တို့အတွက်ဆက်စရာတစ်မျိုးဟုလဲမငြိမ်သက်သော စိတ်၌အစင်းချောင်းကွက်များကြိုးချောင်းပေါ်၍နေရပေသည် ကိုစိတ်ကိုကိုမနိုင်မနှင်းဖြစ်နေသဖြင့်ကိုကိုကိုဒေါသဖြစ်မိရပြန်သည် ထိုဒေါသသည် အပေအကြောင်းကြောင့်မသိမမထား၏အပေါ်တွင် သူဝှက်ထားသော အမျက်နှင့်အစွန်ညှိဆက်ကောင်းပူပေါင်း၍တလုံးတစီတည်းဖြစ်သွားသည်ဤတွင်စိတ်သည်ပို၍တဲထန်လာ၏ကိုဘကအမှန်ဟုသော ကိုပိုင်ယူဆသည်မိထိုးပေးလိုက်သလိုပုံမိုးပြင်းပြခိုင်မြဲလာသည်နှင့်တပြိုင်နက်ပင်ကျွန်တော်က ဟုတ်တယ်ဟုအတံပြတ်နှင့်ပြောပြသားဖြစ်၍သွားတော်သည်အမှန်တွင်လည်းဤအတိုင်းသာဖြစ်ပေသည်အကိုဒီဟာကွယ်လွန်ရသည့်ကိစ္စနှင့်ပတ်သက်၍မမထား၏အပေါ်၌ကျွန်တော်မကျေနပ်မကျေနပ်ချက်သည် အချိန်ကာလနှင့်အမျှအတွေးအဆများများရှင်ထွားလာက ကျွန်တော်တို့ဘဝကဇက်ခုံပေါ်သို့ဥပုံညတက်ရောက်ပေါဝင်လာသည်နှင့်တပြိုင်နက်မကျေနပ်ချက်သည်လျှို့ဝှက်သောအမျက်ဖြစ်သော ကုပြောင်း၍သွား၏အမျက်ဆိုဒီမာကမျိုးသိပ်ထားရလေလေပို၍တင်းကျက်ခါကျင်းညက်နိုင်ခဲ့သောဘဝသို့ရောက်လေလေဖြစ်ရာ အဆုံးစွန်ဖိနှိပ်ပါကဒွန်ကန်ပောက်ကွဲတတ်သည့်ဓမ္မတာအတိုင်းဟုတ်တယ်ခမရကိုကြုံမုံနေတယ်ဟူသောတံပြက်စကလုံးများသည် လျှို့ဝှက်ထားခဲ့သော အမျက်အလုံးခဲနောက်ဆုံးတွင် ထား၍ပောက်ကွဲခြင်းသာဖြစ်ပေသည်တနုံနုံနှင့်စုခဲ၍နေသောလျှို့ဝှက်အမျက် ပေါက်ကွဲ၍သွားပြီးသောအခါကျွန်တော်ဤရင်မှာဟာကနေဖြစ်သွားရ၏ပြမှုတစ်ခုကိုတိတ်တဆိတ်ကျွလွန်ထားမိသည့်အတွက် အတွင်ချိတ်တူးတဲ့စိတ်နှောက်ကြည့်နေရကဖွင့်ဟဝန်ခံလိုက်ရသောအခါတွင် ရှင်း၍သွားရသလိုကျွန်တော်ဤရင်မှာရှင်းလင်းသွားသလိုလည်းခံစားရ၏ဘီအန်ဂျီခိုင်းဝယ်များသည်မိမိတို့၏ဇာရိတပြမှုများကိုတင်းအုပ်ဆရာပုံတော်ကြီး ရှေးမောင်၌ဖွင့်ဟဝန်ခံကား ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို တောင်းခံသည့်ခဏ၌ခံစားရသည်နှင့်အလားတူစွာကျွန်တော်မှဝန်ထုပ်ဝန်ပိုးကြီးတစ်ခုမကုန်းပေါ်မှကြာသွားသလို စိတ်လက်ပေါ်ပါခြင်းအရာတမျိုးကိုလည်းခံစားရပေသည်မမဒါနှင့်ပတ်သက်၍အတွင်တမျိုးအပြင်တမျိုးဆက်ဆံနေရသောခြင်းမြောင်းလာသည့်အနေမှဝင်းဝင်းနှင့်ရှင်းရှင်းဆက်ဆံရသောအခြေအနေတို့ရောက်လာရခြင်းသည်လွတ်မြောက်ခြင်းတမျိုးနှင့်တူလာစွာတော်သည် သို့သောမမထားကိုကျွန်တော်ဤစိတ်ရင်းအမှန်ကိုဖွင့်ဟပီးသည့်နောက်ပိုင်း၌ကျွန်တော်သည်မမထားကိုခင်ရမြည်လောကျင်ရမြည်လောမပြောတတ်ပြီလျှို့ဝဲအမျက်ပောက်ကွဲ၍ထွက်ပြီးသွားသည့်နောက်ရှင်내တွင်ဟာ၍ဗလာအတိသားလျင်ကျန်ရင်ခဲ့ပေသည်ဒီလိုမုံရက်သားနဲ့များဘာဖြစ်လို့ဒီမင်္ဂလာကိုအလာခံသေးလဲမောင်လေးရေမမထားသည်မယုံကြည်နိုင်တဲ့တဝက်ရောဆွဲ၍နေသောအတန်ဖြင့် ခက်ဆက်ဆက်မေးလိုက်ကြပါသည်သူ့အတန်တွင်သူ့ဘဝသူ나ကြီးသောရိပ်ရောင်များနှင့်လောကဒဏ်ကိုလက်နှင့်ချထားသောအငွေအသက်များထွေးရက်ပါဝင်နေ၏ပေါမိသည့်နဖူးမထူးတော်ဘီဖြစ်သောကျွန်တော်ကမမထားကိုကျွန်တော်ဆွဆွဲခြင်းလို့တမင်တကာဒီမင်္ဂလာကိုလာစေခဲ့တာပဲဟုပြောထုတ်လိုက်မိသူကိုယ်သူအနစ်နာခံလူတော်ဝါတအုပ်အနေဖြင့် ပြန်၍မင်းနေပုံကို ကျွန်တော်မကြေမချမ်းဖြစ်မိသည်တို့ဖြစ်မိခြင်းကပင်လျင်ကျွန်တော်အားဤမြပြင်းထန်သောစကလုံးများကို ပြောပြအောင်စေစော်လိုက်သူကိုယ်သူအပြစ်ကင်းသူအလားစကားထွက်လာပုံသည်ကျွန်တော်ဤဟာ၍နေသောဇင်ထဲ၌မမထားထံမှ အကိုတီဟာအိဋ္ဌရောက်ရခြင်း၏အကြောင်းရင်းကိုဒေတို့ကြီးမေးလိုက်နိုင်အောင်အားပေး၍နေပေသည်မမထားပုံ ဘလို့ဆွဲချက်တင်လို့တမို့လဲမောင်လေးရေမိုင်းဝေ၍နေသောမမထား၏မျက်လုံးများသည်တဖြည်းဖြည်းနှင့် တောက်ပြောင်လာကြ၏ဒေါသအကြောင်းလက်သည်ဖြင့်ဝင်းပြောင်လာခြင်းမဟုတ်ပါလွှာသောအေးကြီးလွှာကလေးတစ်ခု ဖုံလွှမ်းဆူဆူဆပြူလာသောကြောင့်သူ့မျက်လုံးများပုံမိုးတောက်ပြောင်လာခြင်းဖြစ်ပေတော်သည်သူ့မျက်လုံးအိမ်တောင်တွင်ညရေစများ စိန်ရန်၍လာသည်ကိုတတိထားမိသည့်ခဏ၌ ကျွန်တော်ဤဟာနေသောဇင်အောင်သည်ကြီးမာသောအင်အားဖြင့်ချက်စီနှောင်ခြင်းခံလိုက်ရတဲ့ကဲ့သို့ရှုံခြင်းကတင်းတင်းကြီးကြက်၍လာ၏အသက်ရှူ၍မဝသလိုကြီးဖြစ်ကားထက်သက်ဝင်သက်တို့ တိုးတောင်းသလောက်ပြင်းထန်လာကြ၏တို့တိုင်အောင် စကားမဆုံးသေးသည်ကိုစုံစိတ်အောင်ပြောချလိုက်ခြင်းသောအချိန်စောကြောင့်မမထားကိုဘလို့ဆွဲချက်တင်ရမယ်တော့မသိဘူးဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာရှိသမျှကိုပြောရမယ်ဆိုရင်နားထောင်မမထားကျွန်တော်ပြောပြမယ်ကျွန်တော်အထင်မှားဆိုရင် မမထားဟာအကိုတီဟာရဲ့စိတ်ကိုအမြဲတစေညှဉ်းပန်းခဲ့တယ်ဒီလိုစိတ်မချမ်းမသာဖြစ်ရရအစားအကိုတီဟာနောက်ဆုံးဒီဘဝကိုစွန့်သွားရတဲ့အထိပဲလို့ကျွန်တော်တို့ယုံကြည်နေတယ်လူကုန်မတတ်ပေမဲ့စိတ်ကိုတတ်တယ်လို့ဆိုလိုမယ်မမထား အကိုတီဟာရဲ့စိတ်သက်ညှို့ချုံပြီးကြာတော့အောင်လှုပ်တဲ့တရခံကိုလက်တုချပြီးရှာလိုက်ရင် ကျွန်တော်မမထားကိုပဲတွေ့နေတယ်။ဟူပြောချလိုက်ပြီ။ပြောမချပဲမနေနိုင်ပြီ။မမထားသည် အကိုတီဟာဆေးခက်ခဲလေသလား။သို့မဟုတ်အခြားနီလန်းဖြင့်စိတ်ကိုညှင်းပန်းကဒေလန်းတို့ပို့လေသလားဟူသောပြဿနာကြီးမရှင်းမချင်းကျွန်တော်ရင်လင်းနိုင်မည်မဟုတ်။ကျွန်တော်ဤတခုတည်းသောလောကဖြစ်သည့် အကိုတရား၏စာများသည် ကျွန်တော်စိတ်၏ခြေတိုင်ဖြစ်၍နေပေသည် မမထား၏မျက်လုံးအိမ်တောင်များတွင်ညရေဥများထင်းထင်းရှားရှားစုဝေး၍လာကြပေပြီ မမထားသည်ကျွန်တော်အားညရေစွတ်သောမျက်လုံးများဖြင့်ကြည့်ရကကဲကွယ်မောင်လေးစွတ်စွတ်တဲ့အတိုင်းမှန်ပြီပဲဆိုပါတော့ဒီလိုဆိုရင်မမထားအောင်မောင်လေးဘလို့စီရင်ခြင်းလဲပြောမောင်လေးပြောစမ်း မမထောင်ပြောစမ်းဟူငိုတန်တွေပါပါလာက မေးလိုက်ပါ၏ဤတွင်ကျွန်တော်ကဘလို့စီရင်ရမှာလဲမမထားရဲ့မမထားကိုကျွန်တော်ကဘလို့များလုံနိုင်မှာမို့လဲမမထားအနေနဲ့ဆိုရင် အခြားလူတွေအမြင်မှာတော့၆ပြစ်ကင်းတဲလဲစင် ဖြစ်နေတာမဟုတ်လားဒါပေမဲ့ကျွန်တော်သိတယ်အကိုတီဟာတေးရတာဟာမမထားကြောင်းဆိုတာကိုကျွန်တော်ယုံတယ်ကျွန်တော်အဲ့ဒီလိုတစ်ထစ်ချယုံထားတယ်ဆိုတာကို မမထားသိရင်တော်ပြီအကိုတီဟတေးရတာဟာမမထားရဲ့အပြစ်မကင်းဘူးဆိုတာကို ကျွန်တော်သိကြောင်းမမထားနားလည်ရင်တော်ပြီအဲ့ဒီလိုနားလည်ထားရင် မမထားကို တခြားလူတွေကဘလို့ပဲစင်ကြယ်တန့်ရှင်းတယ်လို့ထင်ကြထင်ကြအကိုတီဟရဲ့ညီကျွန်တော်ကတော့မထင်နိုင်ဘူးဆိုတာမမထားတွေးပြီးအတွင်းကျိတ်စိတ်မှာဒဏ်ရာဖြစ်မယ်အဲ့ဒီဒဏ်ရာကိုမမထားတစ်သက်လုံးခံသွားပြီတော့အသက်မသေးသေးသမျှကာလပတ်လုံး မမထားကိုအဲ့ဒီစိတ်တန်ရာကနှိမ့်ဆက်သွားရင် ကျွန်တော်ကျေနပ်ပြီတတလုံးမမထားစိတ်တန်ရာဖြစ်နေရတာကို ကျွန်တော်သိရရင် ကျွန်တော်ကျေနပ်ပြီဟူတယ်လီဖုန်းတုံချကပြောလိုက်မိဤတွင်မှမမထားနှင့်တွေ့လျင် ကျွန်တော်ပြောချလိုက်မည်ဟု စိတ်တပြင်းပြင်းဆော့ခဲ့သောစကားတို့သည် ကုံစီပါလေတော်သည်ထိုစကားများအပြင်ကျွန်တော်ဘာမျှပြောစရာမရှိ အကိုတီဟာကြွေလွန်ရသည့်ကိစ္စနှင့်ပတ်သက်၍သူအားတရားလဲမဆွေနိုင်ယုံလဲမတင်နိုင်ပြောနိုင်သမျှကို ပြောချလိုက်ခြင်းဒီသားလျင် သူအားအများဆုံးပေးနိုင်သော အပြစ်ဒဏ်ပင်ဖြစ်၏။ယခုကပြောရပေပြီ။ဒဏ်ခတ်ရပေပြီ။ကျွန်တော်၏ကြိတ်ခဲထားခဲ့သမျှသော ဆန္ဒသည်ပြေဝပေပြီ။ နာဆင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်လာမယ့်အပိုင်း7ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ။